Okay ဆိုတော့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Empire ဖြစ်ပါတယ်အဒီနေ့တော့ကျွန်တော် active player 2.5 million တောင်ရှိတယ်ပေါ့နော်ကျွန်တော်ဆော့နေတဲ့အချိန်မှာဟုတ်ပါတယ်ဒီ game ကကျွန်တော်ရဲ့ garden ဆိုတဲ့ဒိန်းလေးကိုကျွန်တော်ရောက်နေရဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ game ကိုကျွန်တော်စဖြတ်တွေကဆော့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော် video တော့မလုပ်ဖြစ်ခဲ့ဘူးပြီးတော့ကျွန်တော်ရဲ့ပတ်စံတွေကိုချက်ရှိုးလိုက်အောင်တွေ့လားပတ်စံကျွန်တော်ဆယ်သန်းတောင်ရှိတယ်ဗျာအဲ့တော့ကျွန်တော်ကဒီထဲမှာဘောစီပဲပေါ့နော်ပြီးတော့ကျွန်တော်ရဲ့ခြံကြီးကိုကျွန်တော်လိုက်ပြပါမယ်ခင်ဗျာအားလုံးဒီမှာမြင်နေရမှာထင်ပါတယ် ဒါတော့ကျွန်တော်ရဲ့ group ရဲ့ garden နဲ့အချက်ကြီးဟော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 ဒီကဒီကလုံးဝအကြီးအသေးနေပါလား yes ငါဘောသီးဖြစ်ပြီအဲ့တော့ဒီဒီကဒီယုံငါတို့ခူးပါမယ်ခူးမယ် okay what နေနေနေဒီဒီကဒီကဒီဒီကဒီကိုကျွန်တော်ကင်ကြီးမရမယ် oh my god ဟာယောမိုင်လိုက်လား no no ဒီမကြည့်ရောဒီမကြည့်ရောနဲတဲ့တဲ့ဒီလားယောရေမိုက်တယ်ဟာကဲဆိုတော့ဒီမှာအလုံးတွေ့ရတဲ့အတိုင်းပဲကျွန်တော် တော့တည်းဒီအကြီးကြီးကျွန်တော်ရထားပါတယ်ခင်ဗျာအဲ့တော့ဒီကောင်ကြီးတွားရောက်ရင်ကျွန်တော်ဘယ်လောက်ရအောင်လဲမသိဘူးကျွန်တော်တွားရောက်ကြည့်လိုက်မယ် yes ဆိုတော့ကျွန်တော်ဒီကောင်ရောက်မယ် okay 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 ကျွန်တော်ပတ်စံနေအများကြီးရမယ်လို့တော့ကျွန်တော်ထင်ပါတယ်အဲ့တော့ i want to set this ပေါ့နော်ကျွန်တော်ဒီတစ်ခုပဲရောက်မှာပါ Oh ဟဲ့ဒီတစ်ခုတည်းကိုတသိန်းကျော်အောင်ရပါလားတော်တော်လေးကိုမိုက်တယ်ပေါ့နော်အဲ့တော့ကဲကျွန်တော် Grow Garden ထဲမှာနောက်ထပ်ကျွန်တော်မှာဘာတွေရှိသေးလဲကျွန်တော်လိုက်ပြပါမယ် ျွန်တော်ဒီမှာ site ထားတာဆိုရင်တော့ဒီပါကျွန်တော်ရဲ့လုံးဝပေါ့နော် share သီးတယ်ကျွန်တော်ရဲ့တရက်ပင်ရှိတယ်ပြီးတော့ဒီမှာဆိုရင်ကျွန်တော်ဇပစ်သီးပင်တွေလည်းကျွန်တော် site ထားတယ်ပြီးတော့ဒီမှာကျွန်တော်ရဲ့အုံသီးပင်တွေပေါ့နော်ကျွန်တော်ဒီပေါ်တက်ကြည့်မယ်အုံသီးပင်တွေကျွန်တော် site ထားအောင်ရွှေအုံသီးလေးသီးနေတယ်ပြီးတော့ကျွန်တော်အာပထမကအီးဘတ်မှာလာတော့ပါဗျာကျွန်တော်ဒီအကောင်လေးမျိုးလို့ရတယ်အဲ့အကောင်လေးလည်းကျွန်တော်ဒီမှာအများကြီးမျိုးတယ်ဟဲ့အောင်ဒီကောင်ဘိုက်ဆာနေနေတယ်နဲဟဲ့မေးဘိုက်ဆာနေလားဘိုက်ဆာနေလားဟုတ်တယ်ဟုတ်တယ်ဒီကောင်အစာကြီးရအောင်မယ်နောက်မှပဲကြီးတော့မယ်ပြီးတော့ကျွန်တော်အပင်းကြီးအများကြီးကိုလည်းကျွန်တော်ဝယ်ပြီးတော့စိုက်ထားခဲ့ပါတယ် ပြီးတော့အရန်စည်းကြီးရဲ့အပင်တွေရှားပါတဲ့အပင်တွေလည်းကျွန်တော်ရဲ့ channel ထဲမှာကျွန်တော်စိုက်ထားပါတယ်ပန်းသီးတွေဟဲ့ဟော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 ဝါပင်တွေကကောင်းလိုက်လားကွာပြီးတော့ကျွန်တော်ဒီပတ်စံ၁၀တဲ့ကိုဘယ်လိုရခဲ့လဲဆိုတော့ဒီနေ့ကျွန်တော်ဒီ game ထဲမှာဝင်ဆော့နေနေမိုးရီရွာတယ်ပြီးတော့ကျွန်တော်ရဲ့ channel ကြီးကမိုးကြိုးပြစ်ခံရရတယ်ဗျာအဲ့ဒီကျွန်တော်ရဲ့အသီးအသီးပေါ်မဟုတ်ဘူးကွာနော်အဲ့တော့ကျွန်တော်ဗန်ဘူးတွေစိုက်ထားတာကျွန်တော်ရဲ့ဗန်ဘူးတွေကလုံးဝမိုးကြိုးပြစ်ခံရပြီးတော့သွားပြီးရောင်းလိုက်တဲ့အခါမှာတော့ကျွန်တော်ပတ်စံတန်းပြန်ရခဲ့တာပဲဖြစ်ပါတယ် ဆိုတော့ကျွန်တော်ဒီမှာပြောင်းမှုတွေလည်းစိုက်ထားတယ်ပြီးတော့ကျွန်တော်ဒီမှာငကမောက်သီးပေါ့နော်ငကမောက်သီးကြီးလည်းကျွန်တော်စိုက်ထားပါတယ်ခင်ဗျာအဲ့တော့အခုဒီမှာ even အစ်စ်လာနေရယ်ကျွန်တော်အခုမှပြန်ဝင်ဆော့တာဆိုတော့ဟိုကဒီမှာတရက်သီးတွေငါခူးအောင်ပါပဲ yes yes ပြီးတော့ great garden blia ရေးအတွက်ကျွန်တော်ရဲ့ amber shop မှာဈေးကြီးတဲ့ပတ်တွေ비ကွင်းတွေကိုဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျာအာကျွန်တော်ရဲ့ amber shop telegram channel link ကိုတော့ကျွန်တော် description နဲ့ comment မှာ link ချပေးထားပါတယ်ဒီကနေတစ်ဆင့်ဝင်ခဲ့နိုင်ပါတယ်ခင်ဗျာ ကဲဆိုတော့အခုလာတဲ့အသိနဲ့ပတ်သက်ပြီးတော့ကျွန်တော်တီးတလောက်လေးပြောပြပေးမယ်ပေါ့နော်ကျွန်တော်တို့ဒီမှာဗျာအချိန်လေးတွေစောင့်ရတယ်ဒီမှာကျွန်တော်တို့တစ်ခါစောင့်ရင်မိနစ်20ကျော်လားမသိဘူးစောင့်ရတယ်ခင်ဗျာအခုဒီမှာ50ကံပဲကျန်ပါတော့တယ်အဲ့တော့ပြားရည်တွေဘယ်လိုယူရမှာလဲအဲဒီမှာဒါဆိုရင်တော့ဒီမှာပြားရည်စပြီးတော့စပွန်းလာပြီကောင်းကင်ကြီးကလည်းတကယ်ကိုအယောင်ပြောင်းသွားပါပြီအဲ့ဒီအချိန်မှာဆိုရင်တော့သူကပေါ့နော်အာစကန်ကျွန်တော်မီနစ်ပေါ့နော်10မီနစ်လောက်အထိကိုပြားတွေဒီကောင်မီးကောင်ထွက်ပြီးတော့ကျွန်တော်တို့ခြံထဲကအသီးတွေကိုလာကြိုက်ပါတယ် ဒီအသီးတွေနဲ့ပဲကျွန်တော်တို့ကပြားရည်တွေကိုပြန်ပြီးတော့ထွက်ကြမှာပါ။ကဲဆိုတော့ပြားရည်တွေရရင်ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့စီးပတ်တွေဖောက်လို့ရမယ်။အာပြီးရင်ကျွန်တော်တို့တွေဒီပေါ့နော်ဘီကွင်းကြီးကိုစပွန်ပေးနိုင်တဲ့ကျွန်တော်တို့ဥတွေဝယ်လို့ရပါတယ်။ပြီးတော့ပြားနဲ့လှုပ်ထားတဲ့အာပြားရည်နဲ့လှုပ်ထားတဲ့ပေါ့နော်ကျွန်တော်တို့ခြံကိုအလားဆင်ရတဲ့ပစ္စည်းတွေလည်းဒီအော်နဲ့ကျွန်တော်တို့ဝယ်လို့ရပါတယ်။ကဲဆိုတော့ဒီမှာကျွန်တော်ခုနကကျွန်တော်ခြံလေးကိုဒီမှာအုံတီကိုပြားလာတော့ရောအဲ့အုံတီကိုကျွန်တော်ယူလိုက်ပါပြီ။ ီးတော့ကျွန်တော်ပြားရည်ဘယ်လိုယူရလဲဆိုတာလုံးပြပေးပါမယ်ဒါကတော့ကျွန်တော်မသိတဲ့လူတွေအတွက်လုံးပြပေးပါမယ်နော်ကဲဆိုတော့ငါတို့သွားလုပ်လိုက်ကြမယ်ကွာဆိုတော့ကျွန်တော်တို့ဒီပြားရည်လုပ်ဖို့ဆိုရင်ဒီမှာ P ပေါ့ဗျာဒီမှာ POAI ဆိုပြီးတော့ဗျာဒါနဲ့စတဲ့အသီးပေါ့နော်အာဆောနာပြားကြိုက်ွားတဲ့အသီးကိုကျွန်တော်တို့ကယူလာရမယ်โอเคပြီးရင်တော့ကျွန်တော်တို့ဒီဟာကအာတန်ဂရမ်အထက်မှာရှိရမယ်ဒါမှမဟုတ်တန်ဂရမ်မပြည့်ဘူးဆိုရင်လည်းပြည့်အောင်တစ်လုံးပြီးတစ်လုံးတစ်လုံးပြီးတစ်လုံးပေါင်းထည့်ရရတယ်ပြီးတော့ဒီမှာနောက်ထပ်လည်းလာထပ်ပြီးတော့ကြိုက်တယ်တွေ့လား သူကတခါအီးဗန့်အချိန်ဟိုဟာဖြစ်သွားပြီဆိုရင်ဗျာကျွန်တော်တို့ဒီတခုပြီးတခုအဲ့လိုပြားတကောင်ပြီးတကောင်ကျွန်တော်တို့အသီးတွေကိုလာပြီးတော့ကြိုက်တာပဲဖြစ်ပါတယ်တော်တော်လေးကိုမိုက်ပါတယ် အာဆိုတော့ကျွန်တော်တို့ခုနလိုပြားရီလာကိုက်ရွာပြီလို့အဲ့အသီးတွေဟာရွှေရောင်ဒီလိုရောင်ပြောင်းအောင်ပြပြီးတော့ဒီမှာပြားရီလေးလည်းထနေရဲအာပီနဲ့လည်းစရဲဆိုရင်ဒီအသီးတွေက10ကီလိုဂရမ်ကျော်မယ်ဆိုရင်ကျွန်တော်တို့အာတစ်ခါတည်းသုံးပြလို့ရတယ်တကယ်လို့10ကီလိုဂရမ်မကျော်ဘူးဆိုရင်တော့တစ်ခုနဲ့တစ်ခုကျွန်တော်တို့ပေါင်းပြီးတော့သုံးလို့ရပါတော့ဒီမှာဒီကောင်းချီကိုကျွန်တော်လာပေးလိုက်လို့ရှိရင်ဒီဘက်မှာကျွန်တော်တို့ဒီပြားရီကို create ပေးတဲ့ကန်ကအလွတ်လွတ်သွားတယ်ဒီကောင်းက3မိနစ်ဆောင်ရတယ်3မိနစ်ပြည့်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီကနေပြီးတော့ပြားရီထုတ်လို့ရတယ် ီကရတဲ့ဟန်ဒီနဲ့ဗျာကျွန်တော်တို့ဒီ B queen ရှီမှာအာကျွန်တော်တို့ item တွေပစ္စည်းတွေအများကြီးထွေးလို့ရပါတယ်ဆိုတော့ကျွန်တော်တို့3မိနစ်စောင့်နေမယ်ကဲအခု3မိနစ်ပြည့်ပြီဆိုတော့ကျွန်တော်တို့တခါလှုပ်ထားလို့ရှိရင်အာတခါ call လိုက်ရင်ပေါ့နော်ဘယ်လောက်ရမလဲကျွန်တော်တို့တွားကြည့်လိုက်မယ်အဲ့တော့ဒီမှာကျွန်တော်တို့3မိနစ်ပြည့်ပြီ ready ဖြစ်နေပါပြီဒါဆိုရင်ကျွန်တော်တို့ call လိုက်ပြီဆိုရင်ဒီမှာကျွန်တော်တို့ down လေးမှာအာကျွန်တော်တို့ โอ้ my god ကျွန်တော်တို့အခု20ရရပေါ့เนาะဒါပထမဦးဆုံးလောက်တာမို့လို့လို့ကျွန်တော်ကတော့ထင်တယ်အဲ့တော့ပုံမှန်ကတော့ကျွန်တော်တို့တစ်ခါလောက်ရင်10ခုပဲရမယ်ပြီးတော့ကျွန်တော်ဒီမှာပေါ့ဗျာအခုဒီသူအချိန်ပြည့်သွားပြီးရဲ့အချိန်မှာကျွန်တော်ရဲ့ channel မှာလာပြီးတော့ပြားတွေကြိုက်ပြီးသွားတဲ့အသီးတွေကကျွန်တော်ခုနှလုံးရှစ်လုံးလောက်ရှိရယ်အဲ့တော့ကျွန်တော်တို့နောက်တစ်ခုပြည့်အောင်ထပ်ထည့်ပါမယ်အခုဆိုဒီမှာ8 kg လိုနေသေးရယ်ကွာကျွန်တော်ရဲ့အသီးတွေကနည်းနည်းတင်းနေသေးရဲ့အတွက်ကြောင့်အဲ့တော့ကျွန်တော်တို့ကလိုအပ်တဲ့ kg နဲ့ပြီးတော့သူပြောထားတဲ့ fruit ပေါ့နော်ရွှေရောင်အဲ့လိုပြားကြီးရောင်တောက်နေတဲ့ fruit ပြားက ကြိုက်ွားတဲ့ fruit ကိုကျွန်တော်တို့ကပေးရမှာပါเนาะဒီမှာ POL လို့ရိုက်ရှာလိုက်ရင်ဒါကျွန်တော်အခုရထားတယ်အခုခုနအချိန်ပြည့်သွားတော့ပြားတွေလာကြိုက်ပြီးွားတဲ့ fruit တွေပေါ့เนาะအဲ့တော့ကျွန်တော်ဒီမှာ10 kg ပြည့်အောင်ကျွန်တော်ထည့်လိုက်ပါအောင်မယ်ကဲဆိုတော့ကျွန်တော်တို့ဒီမှာအခု20တော့ရပြီပြီးရင်ကျွန်တော်တို့ဘာဝယ်လို့ရလဲတစ်ချက်ပြပေးမယ်အခုကတော့ကျွန်တော်ဒီမှာအာ10 kg ပြည့်အောင်တော်တော်လေးထည့်နေရပါဘောနော်ပြီးတော့ဒီမှာ4 kg လိုသေးရဲ့အဲ့တော့ကျွန်တော်တို့ not that 4 kg အာထည့်ပြီးတော့ပြည့်အောင်ထည့်ပေးရပါမယ်အခုတစ်ခေါက်ကျွန်တော်ကို깟ရွာတယ်ဒီ အသီးတွေကတိတ်ပြီးတော့ကီလိုဂရမ်နည်းတဲ့အသီးတွေကိုကတ်ရွာတာဗျအဲ့တော့ကျွန်တော်ဒီမှာတစ်ခုချင်းထည့်နေရတယ်ဗျာโอเคဆိုတော့ဒီမှာနောက်တစ်ခုအမ်ဒါထည့်လိုက်တော့ကျွန်တော်ပြည့်ပြီလို့ထင်တာပဲ yes ဟဲ့ဆိုတော့ဒီမှာနောက်ထပ်3မိနစ်ထပ်ဆောင်ရပါမယ်။အခုကတော့ကျွန်တော်ဒီမှာ channel မှာနောက်ထပ်မှာဝါးရီဆိုလဲဒါပြားရီကြိုက်ထားတဲ့အတွက်အချောင်ပြောင်းနေရဗျာ။ဟိုအရင်ကကျွန်တော်တို့ go blue ဆိုပြီးတော့တီးတယ်ဗျာ။အဲ့ဒီဟာနဲ့မှားတတ်တယ်နော်။ဒါဒါပေမဲ့ကျွန်တော်တို့ဒီ event မှာတော့အဲ့ ရွှေရောင်သီးတဲ့အပင်တွေပါရတော့မရှိတော့ဘူးရွှေရောင်ဖြစ်နေပြီဆိုရင်တော့တည်ကြတယ်ဒါအိဗတ်မှာတုံးလို့ရတဲ့ဟာပြီးတော့ပြားကြိုက်ွားတဲ့ဟာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာဝါးဖြစ်နေပြီလုံးကိုကျွန်တော်ခုတ်လိုက်ပါတယ်ပြီးရင်ကျွန်တော်တို့ဒါနဲ့ဘာကြီးထွေးလို့ရတယ်တော့ပြပါမယ်โอเคဆိုတော့ let's go guys ကဲအခုကျွန်တော်တို့ဒီမှာရတယ်ကျွန်တော်ရဲ့ဒီမှာပေါ့နော် အာကျွန်တော်ဟန်ဒီ12ခုရှိတယ်အဲ့တော့ဒီဟာနဲ့ကျွန်တော်တို့ဘာတွေဝယ်လို့ရမလဲဆိုတာကျွန်တော်တို့ဒီပီကွင်းကိုစကားပြောရပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော်တတရားစာအကြောင်းကိုနှက်ရပါမယ်အဲ့ဒါတော့ကျွန်တော်ထွက်ဖို့တော့ပေါ့နော် တော့ကျွန်တော်တို့ဒီမှာဆိုရင်စတော့ရှိတာကโอเคဒီမှာ flower seed bag ကိုကျွန်တော်တို့10ခုနဲ့ဝယ်လို့ရတယ်အဲ့တော့ကျွန်တော်တို့ဒီအားကိုဝယ်မယ်ဆိုရင်တော့ဒါကသူပန်းနေပေါ့နော်မတစ်ကယ် legendary ဝယ်တိုက်ဘာညာတရကအဆုံးပါတယ်ဗျာအဲ့ထဲကကျွန်တော်တို့ကဘာပေါ့မလဲပေါ့နော်အဲ့ဒါကိုကျွန်တော်ကြည့်ရမှာပါကဲဆိုတော့ကျွန်တော်ဝယ်ထားတာဒီမှာပေါ့နော်အဲ့တော့ကျွန်တော်တို့အခုပထမဦးဆုံးအနေနဲ့ဖောက်ကြည့်လိုက်ပါမယ်โอเคဆိုတော့ကျွန်တော်တို့ရိုးရိုးဝယ်တိုက်လေးပဲပေါ့ပါတယ်အပင်နာမည်ကတော့အာ fault လို့ခေါ်ပါတယ်အဲ့တော့ကျွန်တော်တို့ အဒီအပင်ကိုသွားပြီးတော့ခြိုက်ထားလိုက်မယ်ပေါ့နော်ကျွန်တော်ရဲ့ garden ထဲမှာ okay ဆိုတော့ကျွန်တော်တို့နောက်မှာပဲပြားရည်ရရင်ထပ်ပြီးတော့ဝယ်မယ်အာပြီးတော့ကျွန်တော်ပြာဥလေးတက်ဦးလေဟိုးထောက်အောင်တွေ့လာကျွန်တော်ဝယ်ထားပါသေးရဲ့အဲ့တော့အဲ့ဥလေးပေါက်ရင်လည်းကျွန်တော်အဲ့ဥကနေပြီးတော့ဘာပေါက်မလဲဆိုတာကိုကျွန်တော်ပြပါမယ်အခုကတော့ကျွန်တော်ရဲ့ channel ထဲမှာဒီမှာခူးစရာရှိတာကိုကျွန်တော် live ပြီးတော့ခူးလိုက်ပါအောင်ခင်ဗျာ โอเคဆိုတော့ကျွန်တော်အခုဒီမှာကျွန်တော်မှာ handy နှစ်ခုရှိတယ်အဲ့တော့ဒီမှာပေါ့နော် B queen ရှိမှာဘာတွေထပ်ပြီးတော့ store နေလဲကျွန်တော်တို့ကြည့်လိုက်ပါမယ်ခင်ဗျာအဲ့တော့ဒီမှာ store တာကတော့ဒီမှာကျွန်တော် B crate ဆိုတာလေးတွေ့ရဲအဲ့တော့အဲ့ဒါဘာလဲတော့ကျွန်တော်မသိဘူးပေါ့နော်မသိတော့ကျွန်တော်အဲ့ဒါဝယ်ခြင်းတဲ့အတွက်ကျွန်တော်ဒီမှာ handy 12ခုကျွန်တော်မှာရှိပါတယ်အဲ့တော့ဒီ handy 12ခုเนี่ยကျွန်တော်တို့အဲ့ဒါလေးဝယ်ပါမယ်အာโอเคဆိုတော့ဒီမှာ one store ပေါ့နော် store တစ်ခုပဲရှိရဲအဲ့တော့ကျွန်တော်ဒါဝယ်လိုက်ပါတယ် အဲပြီးတော့ကျွန်တော်ပြာဥတူဥလည်းဝယ်ထားပါသေးရဲ့အဲ့တော့ဒီပြာဥနဲ့အခုကျွန်တော်တို့ရလာတဲ့ပုံတွေကနေဘာတွေရမလဲဆိုတာတော့နောက်ထပ်ဗီဒီယိုမှာကျွန်တော်ထပ်ပြီးတော့တင်ပေးပါမယ်ခင်ဗျာအခုလောစီတော့ကျွန်တော်ရဲ့ channel မှာကျွန်တော်ဒီပုံလေးကိုချလိုက်ပါအောင်မယ်အဲ့တော့ဒီကနေဘာရမလဲကျွန်တော်တို့ကြည့်လို့ရမယ်လို့တော့ထင်တယ်ဟုတ်ဆိုတော့ကျွန်တော်ဒီမှာအလှဆင်တဲ့ပစ္စည်းရမှာဖြစ်ပါတယ်။ကဲဆိုတော့ဒါကတော့နောက်ဗီဒီယိုမှာကျွန်တော်တို့ဖောက်ပြပါမယ်။ဆောင်းရတာတော့10မိနစ်၊ပြာဥကတော့6နိုင်ကြပါတယ်။ကဲဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါခင်ဗျာ။အာနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်။